ဝင်တန်းကောင်လေးကိုလက်လွန်တဲ့ကိစ္စပေါ်မှာအခုလိုတုံ့ပြန်လာတဲ့ PK ထွန်းရဲ့ပူကြဖြူခင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်လုံခဲ့တဲ့ရက်ပိုင်းအတွင်းမှာအွန်လိုင်းပေါ်ကလူအများရဲ့အာယုံဆိုင်မှုကိုရရှိခဲ့တဲ့ယရနာ PK ထွန်းဆိုင်ရွှေယရနာဆိုင်ရဲ့အလုံးရှင်တဲ့ဝင်တန်းကြားကပြဿနာကအခုဆိုရင်တော့အဆင့်အစ်တစ်ခုကိုရောက်ရှိလာပြီဖြစ်ပါတယ်ဝင်တန်းကောင်လေးပေါ်မှာကိုတိလက်ရောက်ပြုမှုခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက်မှာအကိုထွန်းရဲ့ပူကြဖြူခင်တို့ဘက်ကတုံ့ပြန်မှုတွေထွက်ပေါ်လာခဲ့ပါတယ် ပြဿနာရဲ့အစားကတော့သူတို့သမီးငယ်လေးပါဝင်တဲ့ TikTok video file တွေနဲ့ပတ်သက်ပြီးတော့ဝန်တန်းကောင်လေးကိုစစ်သွေးရတဲ့အခြေအချင်းဖြစ်ခဲ့ရာကနေဖခင်ဖြစ်သူကိုပီကေထွန်းကဒေါသစိတ်နဲ့စိတ်လွတ်ပြီးတော့လက်ပါသွားခဲ့တဲ့အထိဖြစ်ခဲ့ရပါတယ်။ဒီဖြစ်ရကြောင့်ပဲကိုပီကေထွန်းကလူအများရဲ့ကန့်ကွက်ဝေဖန်မှုတွေကိုအပြင်းထန်ခံနေရတာပါ။အခုနောက်ဆုံးထွက်ပေါ်လာတဲ့သူတို့ရဲ့တုံ့ပြန်မှုတွေထဲမှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရှူတောင်းနှမျိုးကနေရှင်းလင်းထားတာကိုတွေ့ရပါတယ်။ပထမဆုံးအနေနဲ့ကိုပီကေထွန်းကသူ့ရဲ့အမားကိုဝန်ခံခဲ့ရပါဘလို့အကြောင်းပြချက်နဲ့ ယ်ဖြစ်ဖြစ်ဒေါသထွက်ပြီးတော့ဝန်ထမ်းတယောက်ပေါ်မှာကိုတိလက်ရောက်လက်ပါသွားမိရကလုံးဝမဖြစ်တဲ့သူ့ရဲ့အမားဖြစ်ကြောင်းဝန်ခံပြောဆိုခဲ့တယ်လို့သိရပါတယ်ဒီလိုမျိုးကိုအမားကိုအတိမတ်ပြလိုက်တာကဖြစ်တဲ့ဖြစ်တိုက်တဲ့လောရက်တစ်ခုလို့ဆိုနိုင်ပါတယ် ဒါပေမဲ့ဒီဖြစ်ရမှာဝန်ထမ်းကောင်လေးဘက်ကလည်းဆိုင်းရဲစည်းကမ်းကိုချိုးဖောက်ခဲ့တယ်ဆိုတဲ့အချက်ကိုသူတို့ဘက်ကပြောဆိုလာခဲ့ပါတယ်။သူတို့ရဲ့ပြောဆိုချက်တွေအရရတနာပီကေထွန်းဆိုင်မှာအလုရှင်မိသားစုဝင်တွေအထူးသဖြင့်ကလေးတွေငယ်ရဲ့ဓာတ်ပုံဗီဒီယိုတွေကိုခွင့်ပြုချက်မရှိဘဲလူမှုကွန်ရက်ပေါ်မှာလုံးဝမတင်ရဘူးဆိုတဲ့တိကျတဲ့အစည်းကမ်းချက်ရှိတယ်လို့ပြောထားပါတယ်။ဝန်ထမ်းကောင်လေးဟာအဲ့ဒီစည်းကမ်းကိုတီလီယန်နဲ့ချိုးဖောက်ခဲ့တာဖြစ်ပြီးတော့ မိခင်ဖြစ်သူကကောင်းမွန်စွာတတိပေးပြောဆိုတာကိုတောင်ပြန်လဲခြေတင်လုပ်ခင်းတဲ့အတွက်ပြည်တနာကိုစတင်ခဲ့သူဖြစ်တယ်လို့ပြောထားပါတယ်။ ဥပဒေရှုထောင့်ရကြည့်မယ်ဆိုရင်လည်းမိဘကခွင့်ပြုချက်မရှိပဲကလေးတငယ်တဦးရဲ့ရုပ်ပုံဗီဒီယိုတွေကိုအွန်လိုင်းပေါ်မှာဖြန့်ဝေခြင်းကကလေးတငယ်အခွင့်အရေးဆိုင်ရာဥပဒေနဲ့ညီဆွနိုင်တာကြောင့်ပိုးချပြုခင်တို့ဘက်ကလည်းတရားစွဲဆိုလို့ရတဲ့အခြေအနေတစ်ခုဖြစ်တယ်လို့ဥပဒေပိုင်းဆိုင်ရာသုံးသပ်သူတွေကပြောကြပါရယ်ဒီလိုပြောဆိုချက်တွေထွက်ပေါ်လာပြီးနောက်မှာအရင်ကပီကေထွန်းကိုသာတဖက်သက်ဝေဖန်ခဲ့တဲ့လူမှုကွန်ရက်ပေါ်ကအသံတွေကအနှဲငယ်ပြန်လည်ကွဲပြားသွားခဲ့ပါရယ်တချို့တွေကတော့အမားကိုဝန်ခံတာကောင်းပေမဲ့ဘာအကြောင်းပြချက်နဲ့မှအကြမ်းဖက်မှုက တော့လက်မခံနိုင်ဘူးလို့ဆက်လက်ပြောဆိုနေကြသေးပါတချို့တွေကတော့ဝန်ထမ်းကလည်းစီကံကိုမလိုက်နာပဲပြဿနာကိုစခဲ့ရကြောင်းနှစ်ဖက်လုံးမှာအမားရှိတယ်လို့ပြောဆိုကြပါတယ်ပြောရရင်တော့ဒီကိစ္စကအလို့ရှင်ရဲ့အမားကိုဝန်ခံပေမဲ့ဝန်ထမ်းဘက်ကလည်းစီကံချိုးဖောက်မှုရှိခဲ့တယ်ဆိုတော့အပြန်လန်အခြေအနေတရက်ဖြစ်လာခဲ့ပါပြီပြည်သက်ကြီးတို့ရောဒီနောက်ဆုံးထွက်ပေါ်လာတဲ့ပြောဆိုချက်တွေပေါ်မှာဘယ်လိုမျိုးထင်ပါသလဲ PK ထုံးဘက်ကမှားတယ်လို့ထင်ပါသလားဝန်ထမ်းဘက်ကရောဘယ်လိုမျိုးအမားမျိုးကိုကျူးလွန်ခဲ့တယ်လို့ထင်ပါသ ့လည်းမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်နော်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်